အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ပွဲပြီးတုံ့တက်ချက်ကနေပြန်လည်ပြီးကြိုးလိုက်ပါတယ် အဲ့တော့ဒါကျွန်တော်မနီညာကဒါကျွန်တော်ပွဲပြီးပြီးကျွန်တော်အိပ်ပျော်သွားခဲ့တယ်။ကျွန်တော်လုံးဝခေါင်းမထောင်နိုင်ခဲ့ပဲကျွန်တော်ပွဲပြီးသုံးသက်ချက်တော့မရနိုင်ခဲ့ဘူးเนาะအဲ့တော့ကျွန်တော်ဒါဒီနေ့မနက်မှတင်ပြီးတာအဲ့တော့ဒီနေ့မနက်ကလည်းကျွန်တော်ဒါရုံးပိတ်တယ်ဒါကျွန်တော်မီဒီလေးဖြစ်တဲ့ကြောင့်ကျွန်တော်လုတ်ဆရာမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါဒီနေ့မှာတော့ဘာဆိုနာနဲ့ဒါကျွန်တော်အင်တာမီလန်ပွဲပြီးတော့ကျွန်တော်အဝိုင်းပလက်ပြီးခုမှဗီဒီယိုတင်ဖြစ်တာပေါ့เนาะအဲ့တော့အဲဒီနေ့တော့ဒါကျွန်တော်တို့ဗီဒီယိုပွဲပြီးသုံးသက်ချက်တင်ပြီးတာနောက်ကြတော့တောင်းပန်ပါတယ်ဒါပေမဲ့ဘလိုပြောတော်တော်လေးကိုဒါကြည့်လို့ကောင်းခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့တယ်ဒါ twin go 69မှာဒါနှစ်ဖက်3 go 3 go twin go 69မှာ ၅ခုလုံးကတကယ်ကိုဝေါဖြစ်သွားစေခဲ့တဲ့ကိုဒီကြီးပဲလို့ပြောရမယ်တဲမှာပါပါတယ်တတော်ကြီးကိုမိုက်တဲ့အတွင်းကိုပေါ့နော်ပြောချင်တာဒီတက်မှာဒါကျွန်တော် set piece down free ကောင်းတိုက်သွားတဲ့အတွင်းကိုတကူကလွင်သွင်းသွားတဲ့အတွင်းကိုဒါ6 9မှ5ခုလောက်ကတကယ်ကိုပြခမအောင်မှာဆိုရင်ဒီနေ့ပွဲစမှာခမရအားအေးပြက်ခံပြီးကြည်ရလို့ဆိုဒီပွဲကတော်တော်လေးဟိုတန်တဲ့ပွဲစဉ်တပွဲလို့ပြောလို့ရတယ်ဒီနေ့ပွဲစမှာကျွန်တော်တို့ထင်ထားခဲ့လို့ပဲဗျ ဘာစလိုနာရဲ့ chaotic movement မှာမှာဒါကျွန်တော် inter ကနောက်က like ကစားတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ပြောင်းပြန်ဖြစ်သွားခဲ့တယ်။ inter ကကျွန်တော်ဥဆောင်ကိုစောစောဆစီရသွားချင်မှာနောက်ကနေဘာစလိုနာအသင်းကနောက်ကနေဝူနိုင်ဝူနိုင် like ဆောရတဲ့သဘောဖြစ်သွားတယ်ပေါ့နော်။အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်တို့ပွဲဆက်ဆာခြင်းဘယ်လောက်မှမကြတဲ့အချိန်မှာပဲဒါကျွန်တော်တို့ inter milan ကနေပြီးတော့စာပေးဘဝတစ်စင်ဘောလုံးကိုဒါအပေးယူလုပ်နေရင်းနဲ့ကပါကျွန်တော်ဝင်းဘက်ကနေပြီးတော့သူရန်ပေးချလိုက်တဲ့ဘောလုံးသူရန်ကနောက်ပေါက်လေးနဲ့ကန်ချသွားတာတော်တော်လေးကိုလှတယ်ပါတော်တော်ကြီးကိုလှတယ်။အဲ့တော့ဒီညမှာဒါကျွန်တော်တို့ နှစ်သိန်းလုံးမှမှတကယ်ကိုဒါဝါးဖြစ်เสียစူပါဖြစ်เสียကစားသမားတွေမှာအများကြီးဒါပေမဲ့ဒါကျွန်တော်တို့10ဖြစ်သွားတယ်10ဖြစ်သွားပြီးတော့ပြီးလေပြီးတော့ဒါကျွန်တော် damn free ပေါ့နော် damn free ဒါကျွန်တော်တို့သွင်းသွားတယ်ပေါ့နော် damn free သွင်းသွား20ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ဒါဘာစနိုးကအသိယုံနေအဲ့တော့ဒီနောက်ပိုင်းပွဲစဉ်မှာကြည့်မယ်ဆိုဘာစနိုးရဲ့ယုံအားအရာပဲလက်ရှိမှာ hansy play ရဲ့အသင်းကအရာပဲလူငယ်တွေပါတယ်ဆိုတော့အရန်တိတာတယ်ဆိုတာအရာပဲဘာလို့ဆိုယုံတယ်ခါသူများတွေသူများတွေ ပေါ့တယ်ရှုံးနေယုံနာထက်ပို့ဆိုးတယ်ဘာစလိုနာယုံတဲ့ယုံချက်ကမြင်မှမကောင်းလားအဲ့တော့ဒီနေ့ပွဲစမှာတကယ်ကိုဒါဘာစလိုနာယုံချက်ကတော်တော်လေးကိုကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်ဒါပေမဲ့တကယ်တမ်းမိုက်ခဲ့တာလမင်းရမယ်ပဲကျွန်တော်တို့အခုလက်ရှိဒါ Twitter ပဲဖွင့်ဖွင့် Facebook ပဲဖွင့်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာလမင်းရမယ်ဒါကျွန်တော်တို့ တကယ်ကို appreciation ပုံစံတွေတွေ့ရမယ်။ဒါပေမဲ့ဒီနေ့မှာတော့ဒါကျွန်တော် man of the match ရသွားခဲ့တာ Dan Free ပေါ့နော်။ Dan Free ကိုတိုင်းလည်းဒါထိုက်တန်ပါရဲ့။ဒါတကူအတွင်းတော့တကူဖန်တီဒါနှစ်ကူအတွင်းသုံးကူလုံးကသူကိုတိုင်းပါဝင်ပတ်သက်ခဲ့တဲ့အတွက်ကြောင့်မို့ Dan Free နေနဲ့ဒါလုံးဝကိုထရိုက်တန်ဖြစ်ခဲ့တဲ့ဒါကျွန်တော်တို့ကစားသမားတယောက်ပဲ။ဒါသိပြောစရာမလိုဘူး။ဒါပေမဲ့ဒီနေ့ပွဲစံမှာလမင်းရမဲကိုလည်းတော်တော်လေးကိုအသိမှတ်ပြုအောင်ဖြစ်တယ်။လမင်းရမဲနဲ့ဒီနေ့ပွဲစံမှာတော်တော်ကြီးကိုပြတွင်းသွားတဲ့တွင်းကူပါဗျာ။ပြောချင်တာကလက်ရှိမှာဒါလူတိုင်းရေးသားနေတာ Inter Milan ကဒါကျွန်တော်တို့ပြိတ်သက်တွေကအဆာ လက်ခံရတဲ့အထိကိုဒါကောင်းခဲ့တဲ့အထိကိုပါခဲ့တယ်။လမေးရမဲအနေနဲ့အသက်ကအခုမှလက်ရှိမှာဆက်ခေါ်ဆက်ရှစ်ပန်းရှိပဲ။ဒါကြောင့်ကျွန်တော်ကလူပြိုပေါက်ပဲရှိသေးတယ်ကစားသမားတယောက်အနေနဲ့။တစ်ဖက်ကဒါကျွန်တော်တို့ကောင်းလှပါတယ်ဆိုတဲ့ဘတ်စတူနီတို့အစားပြီးတော့ကိုစောက်ကြီးမဆိုင်မဲနဲ့အေးငါဒါလုံနိုင်တဲ့ကွာဆိုလို့ဆိုတော့အဲ့တော့လူတော်တော်များဒါအခုမှလမေးရမဲကိုကြည်နေတဲ့ပုံစံမျိုးစကားပြောရကျွန်တော်ရည်ကြီးတယ်။ဘာလို့လဲဆိုတော့ဒီဘဲလေးခမရယူရိုမှာဒီတိုင်းပဲလုံလာတာပဲ။သိလား။လမေးရမဲလေး အသက်ချက်ကသူ့ရဲ့ခြေစွမ်းဒါလက်ကန်လို့ရတော့ဒါပေမဲ့လမင်းရမဲကိုကြည့်လိုက်လမင်းရမဲကဘာနဲ့တော့တူလဲဆိုလီယိုနယ်မက်ဆီနဲ့တူတဲ့အချက်တခုရှိတယ်လီယိုမက်ဆီကဟိုကျွန်တော်ကစားပေါ်ပါညာမပြောတော့လီယိုမက်ဆီနဲ့တခုပဲတူတယ်ကျွန်တော်မြင်မှုတော့လီယိုနယ်မက်ဆီဘာတူတော့ဒီဘက်မကြောက်ဘူးဒီခြေတိတ်မကြောက်ဘူးအရေးကြီးဆုံးကဘောလုံးကွင်းထဲမှာဘတော့မှရှိန်နေတဲ့ဘုံသမားတွေအများကြီးပဲတပ်မလေးမှကျဘောလုံးကွင်းထဲဝင်သွားပြီဟာဒီကစားသမားကလည်းကြော်ပါမလားဟိုမလေးရှိပါလားမက်ဆီနဲ့မြင်ကြည့်ကျွန်တော်လမင်းရမဲ့ ဘာစတိုနီကျွန်တော်ဘာစတိုနီကိုကြောက်မှာဘာလို့ဆိုတော့အင်တာမီလန်မှာလက်ရှိမှာဘာစတိုနီကတကယ်ကိုကောင်းတယ်ကစားသမားဒါဆောင်ရမ်းကောင်းတဲ့စနားပဲဒါကြီးကိုရှိန်နေမှာဗျာသိလားဟာငါလွယ်ပါမလားဒါမျိုးအဲ့ဒါမျိုးလမင်းရမင်းမှာမတွေ့ရအောင်လမင်းရမင်းနဲ့မင်းဟာမင်းဘာကောင်းမဲဖြစ်ဖြစ်မင်းဟာမင်းဒါ future balloon တီရောဝင်ရဖြစ်ဖြစ်မင်းဟာမင်းကပအကောင်းဆုံး cancel ပွဲဖြစ်ဖြစ် I will fuck you up အဲ့ mentality ကအင်မတန်မှကြောက်ဖို့ကောင်းတယ်အဲ့ mentality ကိုကျွန်တော်တွေ့ဘူးတဲ့ကစားသမားတွေအများကြီးရှိတယ်အဲ့ mentality ရှိတဲ့ကစားသမားတွေအကုန်လုံးအောင်မြင်တယ် တစ်ချိန်တော့ကျွန်တော်မြင်ခဲ့ဘူးတဲ့ဥစားမှာကျွန်တော်ကျွန်တော်အကြိုက်ဆုံးစားသမားမှာအဲ့ mentality ရှိခဲ့ဘူးတဲ့ကျွန်တော်ဘာလို့ကျွန်တော်ကလီယိုနယ်မက်ဆီနဲ့ဆိုရင်လမင်းရမယ်လက်ရှိမှာတိုးပြကျွန်တော်တစ်ချိန်ကဆောက်ရမ်းကြိုက်တယ်ကျွန်တော်အကြိုက်ဆုံးခုလက်ရှိကစားသမားတစ်ယောက်ဖြစ်တယ်အခုအေးပေါ့ကျွန်တော်အကြိုက်ဆုံးစားသမားတစ်ယောက်ကဘယ်လဲဆိုတော့ကားရက်ဘီနဲ့တူတယ်ကားရက်ဘီကျွန်တော်တို့ Tottenham Hotspur ကနေပြီးတော့ဒါဆောက်ရမ်းတက်လာတဲ့အချိန်မှာမှတ်မိလားကောင်းလာပါတယ်ဆိုတဲ့ Inter Milan ရဲ့ကွင်းလေတွေနောက်တန်းတွေကိုကြော်ဖြတ်ပြပြီးဂိုးသွင်းသွားခဲ့တယ်ဘယ်ကောင်းမှ မကြောက်ဘူးပြသေးလား အကြီးဆုံးကဒီညမှာ fear ပဲ fear suppression ကအင်မတန်မအရေးကြီးလမင်းရမယ်မှာဒါကိုတွေ့ရတယ်ခမရခုနပြောလို့ပဲလမင်းရမယ်ဘယ်ကောင်းမှမကြောက်ဘူးအခုဒါဒီလိုပွဲမှမဟုတ်ဘူးเนาะကျွန်ခုနပြောကျွန်တော်ဘာစနာပွဲပွဲကြည့်တယ်ခမ real metric ကကဘာခံစမလို့ mode မကလို့ဘာကောင်းမှတကောင်းမကြောက်ဘူးအေး euro မှာလည်းအဲ့တိုင်းမှာခမဆောက်ရမ်းကောင်းတဲ့ experience wine ကသာသမားတွေတကောင်းမှဆောက်ယူမဆိုင်ဘူးဘယ်လိုလဲ respect မရှိတာမဟုတ်ဘူးကိုင်းထဲမှာတကောင်းမကြောက်ဘူး အဲ့ဒါကအဲ့ဒါသူအားသားကြတချိန်ကတည်းကကျွန်တော်ဗမာမြင်ရတယ်ဆိုလီယိုနယ်မက်ဆီနေနဲ့မမေရရီယယ်မက်ဒရစ်ကိုဟက်ထရစ်သွင်းသွားတော့မန်တလတီလိုမျိုးခရစ်စတီယာနိုရော်နယ်ဒိုနဲ့သူများရဲ့ doubt တဲ့အချိန်မှာဒါဘယ်ကောင်းမှမကြောက်ဘူးဆိုရယ်မန်တလတီအဲ့ဒီမန်တလတီရှိတဲ့ကောင်တဝက်အောင်မြင်ပြီးသားပဲလမင်းရမဲမှာအဲ့ဒီမန်တလတီတွေ့ရတယ်အတတော်လေးကိုမိုက်တယ်အဲ့တော့ဒီနေ့ပွဲစမှာလမင်းရမဲအနေနဲ့တကယ်ကိုကောင်းတဲ့သွင်းကိုတကူသွင်းခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲစမှာတော့ကျွန်တော်တို့ ဘာစနာတဲ့နဲ့ဆက်ပီးစတဖန်နီယာတအားညံ့တယ်ပထမဆုံးသွင်းကိုရထားပါဒါကျွန်တော်အလင်းငိုင်းမိသွားတယ်ပွဲဆက်ဆာချင်းဘာညာမလို့အလင်းငိုင်းမိသွားဒါပေမဲ့ပြန်ကြည့်မယ်ဆိုရင်တတော်လေးကိုဒါကျွန်တော်တို့ပြောစရာဖြစ်လာခဲ့တာကသူ့ရဲ့ဆက်ပီးစတဖန်နေမယ်ဒါအင်ဒီဂိုမာတီနက်ဆန်ကူပါစီကိုကျွန်တော်ပွဲချုပ်သွင်းတဲ့မှာချီကျူးလိုက်လို့လည်းမသိဒါဆက်ပီးစမှာတော်တော်လေးကိုအားနေတယ်ဒါကျွန်တော်တို့သွင်းကိုတွေကိုတော့တချို့ကြလဲဆက်ဆနီဘာညာသွားပြုတ်လို့ရဆက်ဆနီကိုတော့ကျွန်တော်မပြောတော့ဘာလို့ဆိုဆက်ဆနီကိုတိုင်လဲဒါ တကယ်ဟိုဘက်ကကန်သွားမှာကျွန်တော်တို့ Danfief Pilio Free Club ပေါ့နောက်ပေါက်ကန်ကြက်ရဲ့ဒါကျွန်တော်တို့တူရန်ရဲ့ဒါကျွန်တော်တို့နောက်တပ်ပေါက်ကြီးနဲ့လောက်တာ Danfree နောက်ပေါက်ကန်ကြက်နောက်ပြန်ကန်ကြက် Danfree ရဲ့အဲကျွန်တော်တို့အဝါရဲ့အဲဒီနေ့ပေါ်မှာနောက်တစ်ခုပြောတာ Mkitari ရဲ့ Mkitari ရဲ့ဒါကျွန်တော်တို့သူ့ရဲ့အဲ Twin Go ပေါ့နော် အဲ့ဒီအတွင်းကလူကျွန်းတာဒီလောက်လောက်လေးပြာသိလားဒီလောက်လောက်လေးလူကျွန်းတာနော်အဲ့ဒါတကယ်ပြောတာတော့ဒီလောက်လောက်လေးလူကျွန်းတာကွန်မန်ဒီတာပြောနေဟာမကျုံဘူးနော်ဒါဂိုးမာဒါကဂိုးပေးမှာဗာဖြစ်တယ်ညာဖြစ်တယ်ပြောနေဒီလောက်လောက်လေးကျွန်းတာဗျာပြီးလဲပြီးတော့ဒါကျွန်တော်အခုလာတက်ကနိုလော်ဂျီပေါ့နော်ဒါကျွန်တော်တို့ AI ရဲ့တက်ကနိုလော်ဂျီဆီမီအော်တိုမက်တစ်ကနေပြီးဖမ်းလိုက်တဲ့ချိန်မှာရီရတာရှိတာသူက6 6 6ချင်းတိုင်းလိုက်လို့ခင်ဗျာ6 6 6ကျွန်တော်တိလောက်ကဘာစနော့ရဲ့နောက်ခံကစားသမားလက်ကလက်လေးချောင်းကထွက်နေတယ် အောက်ကဒါကျွန်တော်တို့ MK Mikitarian ရဲ့ဒါကျွန်တော်ချင်းတော်လေးရဒလောက်ဒလောက်လေးပဲထွက်တာသူက6တောင်းနဲ့ကောက်တိုင်းချလိုက်တာထင်တယ်6တောင်းလေးကထွက်နေတဲ့ဥစ္စာကျွန်တော်ကြည့်နေတယ်ကျွန်တော် goal သွားပြီပြီးသွားပြီဒီပွဲလုံအောင်အိုက်မာနေအန်သွားပြီးပြီးသွားပြီဗောနော်ဒီနေ့ပွဲစမှာနှစ်သင်းလုံးအတွက်ရှုံးပါတယ်နှစ်သင်းလုံးအတွက်ဒီနေ့ပွဲစမှာတရေရလိုက်ရမှရှုံးတယ်လို့ပြောလေဗောဆို တကယ်ကိုတော့ကျွန်တော်တို့တစ်ဖက်အင်တာမီလန်အဓိကတိုက်စုံဖြစ်တဲ့ဒါကျွန်တော်လော်တာရိုမာတီနက်စ်နာသွားတယ်။တစ်ဖက်ကတော့ကျွန်တော်တို့ဘာစနာသိနေမရှိမဲ့ရှိမဲ့ဖူးဘက်တီတဲကတက်ရောက်ဖြစ်တဲ့ခွန်ဒီနာသွားပြီ။ဒါကျွန်တော်ဟူးလက်ခွန်ဒီနာသွားပြီဖြစ်တဲ့အဲ့တော့လက်ရှိမှာကတော့ကျွန်တော်တို့ကစားသမားတွေတော်တော်များများနာလာပြီဆိုတဲ့ပြဿနာတွေဖြစ်လာခဲ့ပြီ။အဲ့တော့ ဘယ်လိုပြောရမလဲမသိတော့ဗျာဟိုကစားသမားတွေကဒဏ်ရာတွေနဲ့တော်တော်လေးကိုများလာခဲ့ပြီလို့ပြောလို့ရခဲ့အနေထားရောက်သွားအဲ့တော့နှစ်သိန်းလုံးနဲ့ဒါအဓိကကစားသမားတော်တော်များနာသွားခဲ့တာတော်တော်လေးကိုဆိုးသွားတယ်လို့မြင်တယ်ဗောနော်အဲ့တော့တကယ်ပြီးတော့ဒီနေ့ပေါ်မှာ Rafinha ရဲ့ Wardy တော်တော်လေးကိုမိုက်တယ်တော်တော်လေးကိုအဲ့ဂိုးကိုဗျာ Rafinha သင်္ကုန်းမပေးဘူးဗျာခင်ဗျားသိလား Rafinha ကန်သွားတဲ့လုံးကို Rafinha သင်္ကုန်းမပေးထားဘူးနော်ရန်ဆိုးမှာကြောကုန်းနဲ့ထီလို့ရန်ဆိုးမှာအုံးငိုပေးလိုက်တယ် တကယ်တကယ်တကယ်ကဗျာရာဂူကတော့ဘလူးလည်းမသိဘူးအဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်ဘစ်ဆက်ကိုတည်တည်ချီချာပြန်တွေ့ခဲ့ကျွန်တော်လာလက်ရှိနောက်ပိုင်းမှာဘစ်ဆက်ကိုဒါကျွန်တော်ပွဲမှာတော့သိမ့်မကြည့်ဘူးပြီးမဲ့ဘစ်ဆက်ကိုဒါကျွန်တော် EFC ပေါ့နော် gain နဲ့မှာတော်တော်လေးသဘောကျရဲ့ကစားသမားဒါပေမဲ့ဘစ်ဆက်ကိုဒီနေ့ပွဲစမှာတွေ့ခဲ့ရတယ်ဒီနေ့ပွဲစမှာဗျာဒါစိတ်မွန်းအင်ဇာဂီနေနဲ့ဒါကျွန်တော်မနေ့က tactical display ကိုတင်းနဲ့တွေ့ခဲ့ဆိုတော့ဘောင်းမြန်ပြသွားတယ်ဒီနေ့ပွဲစမှာနိုင်ဖို့ရေကျုံးกว่าဆိုတဲ့ဥစ္စာဘစ်ဆက်ကြီးရှေ့တက်လာတော့တွေ့လာခင်ဗျားတို့ ပစ္စည်းရှိတက်လာအောင်အဲဒါဒန်ဖရီတတိယသင်္ကိုးတွေနဲ့တဒန်ဖရီတတိယသင်္ကိုးလာတာ MKD ရဲ့လူကြုံတဲ့လုံလားမသိတွက်လာတဲ့အချိန်မှာပစ္စည်းဟာကောင်းလာ ida ပေါ့နော်အဲ့တော့ပြောချင်တာဒီနေ့ပုံစံမှာ Inter Milan ကရှင်းတယ် ဘာစနာအင်ကမနိုင်မှုရေးလာတာတေကြဖို့ရေးတော့လာတာမဟုတ်အဲ့လိုမျိုးကြုံတာအဲ့တော့နှစ်သင်းလုံးနဲ့သူကျုံးကိုကျုံးကတော့ကြီးလို့ကောင်းခဲ့တယ်ဗောဒါပေမဲ့ခုနကပြောလို့ဘာစနာတော့ကနစ်နာတယ်နေနေပေါ်စမှာအင်တာမီလန်အင်ဝင်သွားဆွာတော့မယ်အင်တာမီလန်အင်ဝင်မှာခုနကဗဒါကန်ခုနောက်ပိုင်းတော့ခြားတိတ်တကန်ကောင်းတာဒါကျွန်တော်အင်ဝင်ဝေကွင်းစီကင်ဂူဂိုမင်းစီကင်မရှိလို့ရှိရင်ဒါအင်တာမီလန်ဆိုတော့ဘာစနာတက်တော့ဖင်ဆုပ်တယ်ဒါပေမဲ့တော်သေးတယ်အဲ့တော့လက်ရှိမှာတော့ဒါကျွန်တော်တို့ ဘာစနာတင်းနေနဲ့ဒါကျွန်တော်တို့တေးရလက်နဲ့တူဒါကျွန်တော်အင်တာမီလန်ရဲ့အိမ်ငွေမှာတော့ကန်ရမယ်ဒါကြောင့်မကုနာဘောလ်ပဲလက်ရှိမှာဘာများလုတ်ပြနိုင်မလဲတေးရလက်ကတော့ဒါမဆိုးပါဘူးဒါကျွန်တော်တို့တကူဆူတို့တကူဆွာနှစ်ကူတကူကွာတာထက်ဆိုင်ဒါတော်တော်လေးမဆိုးလို့ပြောလိုက်ရတယ်ဒါပေမဲ့ဒီနေ့ပေါ်တော့မှာဒါကျွန်တော်နှစ်သင်းလုံးအတွက်ဒါကျွန်တော်ထိခိုက်နေတာမူတွေများခဲ့တယ်လော်တာရိုမာတီနက်စ်နာသွားခဲ့တယ်ဟူလက်စ်ကော်နီနာသွားတယ်အဲ့တော့နှစ်သင်းလုံးအတွက်ဒါကျွန်တော်တို့တေးရလက်ဖြစ်ခင်မဲ့ကြီးတဲ့လူတွေကတော့တန်တာပေါ့ဗျာနှစ်သင်းလုံးအတွက်ကဒါကျွန်တော်နှမျောဖို့ကောင်းခဲ့တဲ့ပွဲစဉ်ပေါ့နော်တလောက်ပါပဲ ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျေးလူစာပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကျူးတူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တော့ကောင်းပြီပါဗျ။ဒေးပါပါ။